grammar ခက်လိုက်တာ grammar မရဘူး english လို့တော့ပြောကျင်တယ်ဒါပေမဲ့ grammar မမဆိုလို့ပြောမချဘူးအဲ့လိုလူတွေ TV လေးကြည့်တဲ့အခါ grammar ရဲ့အဓိကသောချက်တွေကိုသိသွားမှာပဲဖြစ်ပါတယ်အဓိကသောချက်တွေကဘာတွေလဲ let's see အလွယ်ကူဆုံး subject verb object svo အင်္ဂလိပ်စာမှာ sentence အများစုက SVO ပဲသုံးကြပါတယ်။ဒါကြောင့် SVO ပတ်တန်ကိုတေချာတည်ထားမယ်ဆိုရင် basic sentence တွေကို A စစ်စစ်ပြောနိုင်ပါလိမ့်မယ်။ SVO မှာ positive, negative နဲ့ question ဆိုပြီးတော့၃မျိုးရှိပါတယ်။ဥပမာစာကြောင်းနေတဲ့အတူကြည့်ကြအောင်။ Cats eat mice. ကြက်တွေကိုကြောင်တွေကစားတယ်။ဒီစာကြောင်းက positive ဖြစ်တဲ့အတွက်ဘာမှထူးထူးပြောစရာမရှိပါဘူး။ Mice do not eat cats. ကြောင်တွေကိုတော့ကြွတ်တရားမစားဘူးဒီမှာဆိုရင်တော့ helping valve do နဲ့အတူ negative ဖြစ်တဲ့အတွက် not ကိုပါထည့်ထားတာတွေ့ရပါလိမ့်မယ် do cats eat dogs ခွေးတွေကိုကြောင်တွေကစားရလားဒါကတော့မိခွန်းဖြစ်တဲ့အတွက် helping valve do ကိုစားကြောင်ရှေ့မှာထားပြီးရေးထားပါတယ် deformant နဲ့တူ svo button ကိုအလွယ်တကူမှတ်သားပြီးတော့ကိုယ်တိုင် daily conversation တွေမှာပြောလို့ရပါတယ်။နောက်တစ်ချက်ကတော့ subject verb agreement subject verb agreement ဆိုတာက subject နဲ့ verb သဘောတူညီမှုအနေနဲ့ subject နောက်မှာလိုက်တဲ့ verb က subject ကိုကြည့်ပြီးအနေ singular လားအများ plural လားဆိုတာကိုပြောတာဖြစ်ပါတယ်။ရှင်းသောအောင်ဥပမာစာအကြောင်းလေးနဲ့ကြည့်လိုက်ရအောင်။ He is Chinese. သူကတရုတ်လူမျိုးဖြစ်တယ်။ singular subject subject အနေနဲ့ singular verb verb အနေ They are Chinese. သူတို့ကတရုတ်လူမျိုးဖြစ်တယ်။ plural subject subject အများနဲ့ plural verb verb အများ subject အနည်းဆို verb အနည်း subject အများဆို verb အများဆိုတာကိုတတိလွတ်ပြီးတော့မှတ်တတ်ကြရမှုခရုစိုက်ဖို့လိုပါတယ်နော်။၃ချက်မြောက်အနည်းနဲ့ proper punctuation တင်းတော်ရဲ့ပုံဖြတ်ပုံရိပ်သင်္ကေတတွေသုံးတရမှာပါ။ let's have dinner လား let's have dinner လားဘယ်ဟာမှန်တာလဲ grammar လို့ပြောရင် punctuation တွေကိုလည်းမေ့ထားလို့မရပါဘူး။ punctuation တွေမှာဘာတွေပါလဲ commas full stops question marks exclamation marks နဲ့ apostrophe ဆိုပြီးတော့၅မျိုးပါပါတယ် commerce ပစ္စည်းအမျိုးအစားတွေပြောတဲ့အခါတစ်ခုနဲ့တစ်ခုခြားဖို့အတွက်သုံးပါတယ်ဥပမာ they bought tea coffee and bread သူတို့ကလက်ဖက်ရည် coffee နဲ့ပေါင်မုတ်ဝယ်ခဲ့တယ် full stop sentence တစ်ခုစုံတိုင်း full stop ကိုသုံးပါတယ်ဥပမာ she went to the market သူမဈေးကိုသွားခဲ့တယ် question marks မေးကိုမေးတဲ့အခါသုံးပါတယ်။ဥပမာ What is your name? မင်းနာမည်ဘယ်လိုခေါ်လဲ? exclamation marks အာမေရိတန်ထည့်ပြောခြင်းတဲ့အခါသုံးပါတယ်။ဥပမာ What a surprise! အန်အောဆရာကောင်းလိုက်တာ။ apostrophe မှာတော့နှမျိုးထပ်ခွဲပါတယ်။ပိုင်ဆိုင်မှုပြတဲ့ခါသို့မဟုတ်စလုံးအစားထိုးတဲ့နေရာမှာသုံးတာဖြစ်ပါတယ်။ဥပမာ It's time to go. အခုသွားရမယ့်အချိန်ရောက်ပြီ. That's John's car. ဒါကဂျွန်ရဲ့ကားပါ။ တန်ဂျူရေးရှင်းတွေကအတိတ်ပဲအများကြီးတက်ရောက်နေတာမို့သတိထားရမယ်နော်ပြီးရင်တော့မေးထားလို့မရတဲ့ adjective adjective မှာလည်းနှမျိုးမှတ်သားထားရပါမယ် noun ရဲ့ရှေ့မှာထည့်တာသို့မဟုတ် noun verb ရဲ့နောက်မှာထည့်တာဆိုပြီး꿰ပါတယ်ဥပမာ I have a red shirt ကျွန်တော်မှာအနီရောင်ရှက်အင်းကြီးရှိတယ် The sky is blue ကောင်းကင်ကအပြာရောင်ဖြစ်တယ် sentence တစ်ခုတည်ဆောက်တဲ့အခါမှာ adjective တွေကလိုကိုလိုအပ်ပါတယ်အများကြီးလို့ထင်ရတဲ့တစ်ခုကိန်းစကားလုံးများ သိကိုသိထားရမယ်ဝေခွဲရခက်တဲ့ singular word တွေပါ each every nobody everyone anybody ဒီလိုစကားလုံးတွေက plural အများဆိုပြီးတော့ထင်တတ်ကြပါမယ် singular ဆိုတဲ့အနည်းတွေဖြစ်ကြပါတယ်သူတို့နောက်မှလိုက်တဲ့ verb က singular အနည်းဖြစ်ဖို့လိုပါတယ်ဥပမာ each student is responsible ကျောင်းသားကျောင်းသူတဦးချင်းစီမှာတာဝန်ရှိတယ် nobody cares about the result ရလတ်ကိုဘယ်သူမှခရုံမစိုက်ကြဘူး ဒီ singular word တွေကသတိမမူပဲမှားတတ်ကြရမို့ဒီစကားလုံးတွေပါတိုင်းနောက်မှာ verb ကအနည်းပဲလိုက်ရတယ်ဆိုတော့အမှတ်ထားရပါမယ်နော်နောက်ဆုံးတစ်ခုအနေနဲ့တိတ်သုံးလေသုံးနာမရှိတဲ့ fewer နဲ့ less fewer လား less လားဆိုတာကတော့ countable noun နဲ့ uncountable noun မှာမူတည်ပြီး꿰ပါတယ်ရေတွက်လို့ရတဲ့ countable noun အနေနဲ့ဆိုရင် fewer သုံးပါတယ်ဥပမာ fewer people attended the meeting အစည်းအဝေးကိုလူနည်းနဲ့သာတက်ရောက်ခဲ့ကြတယ်ရေတွက်လို့မရတဲ့ uncountable noun အနေနဲ့ဆိုရင်တော့ less ကိုသုံးပါတယ်။ဥပမာ there is less water in the bottle ပလင်းထဲမှာရေနည်းနည်းပဲရှိတော့တယ်။ grammar ရဲ့အဓိကသောချက်တွေဖြစ်တဲ့ဒီ pattern 6ခုကိုသေချာပိုင်နိုင်ပြီဆိုရင် grammar မှားမှောက်ကိုစိတ်ပူနေကြမလို့တော့ပါဘူး။အင်္ဂလိပ်စာလေ့လာတဲ့အခါမှာ grammar ဝက်အချိန်ပေးနေမိရဆိုရင်တော့အခုပြောပြခဲ့တဲ့အဓိကသောချက်6ချက်ကိုသာမှတ်ထားလိုက်ပါလို့အကြံပေးလိုက်ပါရနော် See you again in the next video bye bye everyone